ဟုတ်ဆိုင်ဂိုင်းမင်္ဂလာပါဒီဒီကတော့ဒီ video fight ထဲမှာပါတဲ့ကိုရင်လေးအကြောင်းကိုနည်းနည်းနားထောင်ကြည့်အောင်နော်အာမျိုးတွေဒီထဲမှာပါတဲ့ကိုရင်လေးကတော့ထမင်းမစားတာ6နှစ်လောက်ရှိပြီလို့ပြောတယ်ဗျနော်ဆိုတော့အမေဖေတွေကလည်းသူ့အတွက်တော်တော်ကြီးစိတ်သွေးကရောင်းနေရပါတယ်ဆိုတော့ဒီ video fight လေးကိုအာဆက်ပြီးတော့နားထောင်ကြည့်အောင် okay let's go တော့ကျွန်တော်မောင်ကိုရင်ကိုပါပါဒီမှာလေးကမင်းနေပြီလေမှာ ။ပူရင်မွေးကားလို့ပူရင်မွေးကားလို့ဟွာရှိပင်ပေါ့။ဟာရှိပြီလား။ပြီးတော့ညနေကရှိပင်ပေါ့ရှိပင်တော့။အချောင်းနဲ့အချောင်းနဲ့ဟိတ်တာ။ဟိတ်တာ။ဟာ။အော်9လကောင်းပြည်ပြီ။ကောင်းပြည်။ခက်ခဲတော့အများကြီးရှိပါတယ်။ဒါပေမဲ့ချို့ရတော့မလျှောက်တည်နေကြဘူးလား။ပြေကတိုင်းရုပ်ကိုလုံးဝမကြောတာပထမဦးဆုံးကခလိပြောရင်အခုက ဖြစ်တဲ့ဟာကျွန်တော်တကယ်မသိပါဘူးမသိခဲ့ပါဘူး clear ဝစ်ချင်ဆိုလို့အဲ့ကျွန်တော်လုပ်ပေးခဲ့တာဟုတ်ကဲ့မရှိပါဘူးတော့အနာပါရဲ့သူဝစ်ချင်တာကိုကိုယ်တိုင်မလုပ်ပြနိုင်ဘူး ။ဓမင်းနဲ့လည်းမနေနိုင်ဘူး။အဲ့တော့အငငယ်လေးတွေကကူးချိန်ကြီး၆နှစ်ကျော်ပါပြီ။ဓမင်းမစားဘူး။ကျွန်တော်ကမဟုတ်ပဲစားတယ်။ဟုတ်ကဲ့စားတူကြွေးပါလေ။ပြီးတော့သူကနှစ်ကျော်ကြီးကြွေးတယ်။ကြွေးတဲ့အန်ထက်တယ်ဗျ။အန်တော့တော့စကြွေးလို့အန်လေးပြီးတော့ထင်တော့သူကကြွေးခဲ့ပါလား။ဟဲ့။ဒါသူတနည်းတော့မတနည်းကျော်တော့မှသူထင်မှန်းသိရော။အထမင်းကိုလက်မခံတော့ပါဘူး။ဝသားအမဲသားမစားဘူး။အော်ဒီလိုတို့အားလို့ပြောရင်တို့ရှိုးစရာကြီးကိုပြောလို့ပြောခဲ့ရတယ်။ မစားဘူးအမစားဘူးတနေ့လုံးစားဘူးအဲချောင်းနေလောက်လောက်အမဟုတ်ပဲဘာမဟုတ်လဲသူမောအစုံပဲသူစားချင်တဲ့မုတ်တော့ကုံစားတယ်ပေါင်မုတ်တွေပါလို့သူမကြိုက်ရိုးပဲစားတယ်ဟုတ်အံ့ငိုတာမစားနိုင်ဘူးလေအမဖြစ်ဘူးအလားမျိုးပါလို့တိတ်မဖြစ်ဘူးတခါကြီးကျမှသာမိုးတွေပိုင်ပြီးရလို့ပြီးတာအဲသူ့ဘက်ကလည်းတနေ့ကိုတသောင်းကျော်လောက်ကတနေ့တသောင်းကျော်လောက်ကပတ်စပ်ဖဲတာအစုံစားတယ်သူ့ဘက်မိုးရတော့ယုံတယ်လို့ပြောတာ မသိဘူးနောက်ပိုင်းစားရင်တော့မသိဘူးခုချိန်ကြီးတော့6နှစ်လောက်တော့မစားသေးဘူးတ мян စားရင်သူကထားတော့နန်လို့ဆိုဘူးအော်အာဒီတဲဝင်ရမှာနန်လို့ဆိုပြီးတော့မစားတော့ဘူးအဲ့တော့သွားလေရသူ့တော့မုတ်ကယူလာတနေ့ကိုတသားကျော်ပေါ့ရတာဟိုက6800ပဲရတာအပေါ်ဝင်ကြတော့အဲ့လိုမျိုးတန်ရှေးလေးပိုင်လိုက်လို့လို့ဟိုမရှိတဲ့အခါကျတော့ तू ဗိုက်စားလို့ပူစားရင်းညမရှိတော့စိတ်ညစ်ရတယ်သူပူတာတဲ့ချိန်ပတ်သက်တကြမ်းမှမရှိသူတက်တဲ့သလောက်လောက်ကုန်းတာဟုတ်အဲ့လိုမိကြစိတ်မြရ အဲ့လိုက်ရှာအောင်မယ်အဲ့လိုမျိုးသူများရလိုက်ချင်းရပြီဝယ်ကြွေးရတယ်အဲ့စားဖို့ရှိပြန်တော့သူ့တက်ကအဆင်မပြေပြန်ဘူးအဲ့လိုမျိုးဘက်လဲဒီဘက်လဲအဲ့လိုမျိုးလဲနေရတော့ဒီကတော့ဒီကအကုန်ဝယ်ပေးတယ်ပေါ့ရုံးရတဲ့တလတစ်ယောက်5000အဲ့လိုဘုံပေးတယ်ပေါ့ဝမ်းဝမ်းလဲနေတယ်ပေါ့တော့သူအဲ့လိုဈေးကြီးတာအဲ့လိုပါသူစားခြင်းလည်းအဲ့လိုပူစားတယ်ဟုတ်ကဲ့တော့အဲ့နောက်ကြံဝယ်ကြွေးမယ်လို့မျိုးပြောတယ်တော့ဝယ်ကြွေးအဲ့နောက်ပတ်စံရှိနော်သူစားခြင်းလည်းတော့ဝယ်ကြွေးလဲသူကမွေးတော့ကျတော့ ဒီရိုးရိုးသားသူ့မိုးတော့ဗိုက်တွေဗိုက်တွေမနာဘူးဒါပဲမိုးတာဗိုက်နာတော့မဟုတ်သူ့မိုးတွေရွာကြတယ်အဲဗိုက်မနာတော့သူ့မိုးကတိတ်သွားအဲ့လိုမျိုးသူ့မူရချောချောချူချူပဲရိုးရိုးပဲမူရ။အော်အိမ်မက်မက်တော့သူကဟိုပါပဲ။ဝတ်ပြူစင်ကြယ်ပုံစံမျိုးနဲ့ဘေးနားမှာမိမနှစ်ယောက်ကသူရက်ခတ်ပေးနေ။သူ့နှစ်နှစ်ကျော်ထိကျွေးတယ်။ကျွေးတိုင်းသူကမစားဘူးမစားပဲအန်ထုတ်လိုက်ယွန်လို့တဲ့။အဲဝတ်သားလို့အမဲသားလို့သူပို့ဆိုးတယ်။ဟိုမိမနှစ်ယောက်ကရက်ခတ်ပေးနေသူကအသားဖွေးပြီးအဖြူရောင်ဝိုက်ဆက်ဝတ်ထားတာ။ ဲ့လိုမျိုးသူ့ကိုဘလို့ခေါ်မလဲခေါ်မလဲအဲ့လိုမျိုးလိုက်မိတာပေါ့အဲ့လိုမျိုးတော့မပြောဘူးတိုင်းမဲ့သူ့ဝင်ပဲနေတာပတ်စံမရှိဘူးလားပတ်စံမရှိရင်ရှာပေးမယ်အဲ့လိုမျိုးအတယောက်မို့တယောက်ကအဲ့လိုမျိုးပေးတယ်ဟုတ်ဟုတ်တော့အဲ့လိုမျိုးတော့မပူတာဟိုကကြက်ကြော်တမျိုးပဲပေါ့လားအဲ့လိုတပြည့်မုတ်တစ်ပိုင်းမပူတာသူစားနေတိုင်းကိမုတ်ပါမုတ်အေးလောက်ပဲပူတာကြက်ကြော်တစ်ခါကျမှပူတာအဲ့လိုသမက်လိုဟမ်ဘာဂါလိုဘာလို့အဲ့လိုမပူစားဘူးအမူဂျိုထားတယ်မူဂျိုအဲ့၃နှစ်ဆက်တိုက်လုံးထားတော့ဆီယမ်မထမင်းမဆိုင်ကြောင်းလာမတယ်တော့မတက်ဘူးအနောက်ပိုင်းက၃နှစ်လုံးဆီယမ်မကြီးရလေးတော့ ကဲမစားတဲ့ထားလိုက်တော့ကျန်တဲ့ကလေးထမင်းကျူတယ်သူ့အိုင်အိမ်ရပဲမုတ်တွေပဲထည့်တယ်ပြရကျန်တဲ့ကလေးကထမင်းကျက်တွေပဲထည့်သွားတယ်ဒီနေ့အကြောင်းတက်ကပါအတူတူပြောနေတော့တမျိုးစိတ်ရမ်းတာကသူအဲ့လိုမျိုးဖေးကြတာတိတ်မပူတော့အဖေပတ်ဆိုင်ရှာပြီးအမေကဝယ်ကျွေးရမှာအဲ့လိုမျိုးဘိုးကထမင်းနဲ့နားရတော့ခေါင်းလေးပိုင်မူးနေတော့ဘာမှမပြောတော့ကဲဒါလေးကတော့6နှစ်လောက်ထမင်းမစားတဲ့ကိုရင်လေးရဲ့ဖြေးရိုက်ကိုပြောပြထားတဲ့ကိုရင်လေးရဲ့အမေနဲ့အဖေပေါ့နော်ဆိုတော့ တာမန်လူတန်းစားလက်လုံးလက်စားအနေထားမျိုးမှာကိုရင်လေးတစ်ပါးမုံဖို့အတွက်ဒီနေ့မှတသောလောက်ဖိပေးထားရတယ်ဆိုတာကတော့အာတော်တော်ပြဿနာကြီးတယ်ဗျာနော်ဒါနေတဲ့ပြဿနာကြီးမဟုတ်ပါဘူးသူတို့ကတော်တော်စိတ်အာစိတ်တော့ကားရောင်းနေရှာတဲ့ပုံစံမျိုးပါပဲနော်ဆိုတော့စိတ်မညာတွေနဲ့လည်းဒီဟာကိုပြကြည့်တဲ့နေတော့အကျံပြုရှင်တယ်ဗျာနော်ဒီလိုယောဂမျိုးတွေကတစ်ခါတခါကြောက်ဟုတ်ပါနော်ကလေးတွေတမိမစားဘူးအဲ့လိုပုံစံမျိုးတွေဒါစေယုံစိတ်ခိုင်းနေမှာတိုက်နေရင် အဲ့လိုပြချင်းသိနေလို့အကြံပြုရှိပါတယ်နော်